ခေါပါမဲ့တက်တန်းပြည့်သွားလို့အလုတ်ဆက်လုတ်ချင်သေးတယ်ဆိုရင် ကိုသွားချင်တဲ့နိုင်ငံကို6လလောက်တစ်နှစ်လောက်ကြိုပြီးတော့အလုတ်မှန်းရှာရပါတယ်။မိညမလေးတယောက်ကမေးထားတာကသူကမလေးရှားနိုင်ငံမှာလက်ရှိအာတရားဝင်ပါမင်းနဲ့အလုတ်လုပ်နေတယ်ဒါပေမဲ့ တပ်ပါမင်းတပ်တန်းကုံသွားတဲ့အခါကျလို့ရှိရင်မြန်မာပြည်ကမပြန်သေးပဲနဲ့အခြားနိုင်ငံပြောင်းပြီးအလုံးလုံးလိုရလာဆိုတဲ့မျိုးကိုပြဖြစ်ပေးပါမယ်ဒါကတော့အကယ်၍ဝပါမဲ့တက်တန်းပြည့်သွားလို့အလုတ်ဆက်လုတ်ချင်သေးတယ်ဆိုရင်ကိုသွားချင်တဲ့နိုင်ငံကို6လလောက်တစ်နှစ်လောက်ကြိုပြီးတော့အလုတ်နှမ်းရှာရပါတယ်အလုတ်နှမ်းရှာလို့လွယ်လွယ်ကူကူနဲ့ရတယ်ဆိုလို့ရှင်တဲ့အဲ့ဒီနိုင်ငံကိုအချိန်မီကိုဗီဇာတက်တန်းမကုန်ခင်မှာပြောင်းပြီးတော့အလုတ်လုတ်လို့ရတယ်သို့မဟုတ်ကိုကဗီဇာတက်တန်းကပုံခံပြီးဟိုဘက်ကအလုတ်ကလည်းမရသေးဘူးဆိုလို့ရှိရင်တ တရဝင်းပါမရှိသေးတယ်ဆိုရင်တပတ်လောက်အလိုမှာလေဟာထိုင်းနိုင်ငံမှာခဏခဏဝင်ပြီးတော့ ိုလျှောက်ထားတဲ့အခြားနိုင်ငံရဲ့အလုပ်ကိုရတဲ့အထိဆောင်လို့ရတယ်။ဥပမာအဖြစ်ဆိုလို့ရှင်မလေးရှားနိုင်ငံမှာအလုပ်လုပ်တဲ့ဒါပေမဲ့ဒူဘိုင်းကိုပြောင်းကျင်တဲ့အခါမှာဆိုလို့ရှင်ဒူဘိုင်းနိုင်ငံရဲ့အလုပ်ကိုလှန်ရှာတာပဲဖြစ်ဖြစ်ဒူဘိုင်းနိုင်ငံကိုအလဲပတ်ဗီဇာနဲ့ပဲဖြစ်ဖြစ်တစ်ခါထပ်သွားပြီးတော့အဲ့ဒီမှာအလုပ်ဆက်လုပ်ကြရတယ်။ကိုယ့်ရဲ့ passport စာအုပ်ငါးနှစ်သက်တမ်းမကုန်ခင်မှာပေါ့နော်။အဲ့လိုမျိုးတွေလည်းအများကြီးစီစဉ်ဆောင်ရွက်လို့ရတယ်။ကိုကအဓိကပြောချင်တာကတော့ကိုကအခြားနောက်တနိုင်ငံတစ်ခုခုကိုထပ်ပြီးတော့ switch နေတယ်ဆိုလို့ရှင်6လတနည်းလောက်ကြိုပြီးတော့စီစဉ်ဆောင်ရွက်ထားလို့ရတယ်။ အဲဒါမှသာကိုရဲ့ပါမစ်သက်တမ်းမကုန်ခင်မှာဟိုဘက်နိုင်ငံကလည်းကိုအလုပ်ခေါ်မယ်ဆိုရင်အလုပ်ဗီဇာရပြီးတော့အေးအေးဆေးဆေးနဲ့အခြားနောက်တနိုင်ငံတခုကိုဟိုပြောင်းရွှေ့အလုပ်လုပ်ခိုင်းတာမှဖြစ်ပါတယ်ဒါသာကတော့ဒီမြန်မာလေးမိထားတဲ့ဘေးကင်းကိုပြန်ဖြစ်ပေးတာဖြစ်ပါတယ်အားလုံးပဲစဉ်ပြေပြေနဲ့စီစဉ်ဆောင်ရွက်နိုင်ကြပါစေရှင်ဒီစားပါ